မင်္ဂလာပါခင်ဗျာဒီနေ့မနေ့အတွက်ရေးကြီးဆုံးသတင်း၃ပုဒ်ကိုနှက်ခင်းသတင်းကနေတင်ပြပေးလိုက်ပါတယ်ပထမအဆုံးသတင်းတစ်ပုဒ်အနေနဲ့တံပြန်တိုက်ခတ်ခံရမှာကြောက်လို့လေတပ်ကိုဆိုရှယ်မီဒီယာ၃ခွင့်တွေကန့်တတ်လိုက်တဲ့သတင်းကိုတင်ပြသွားပါမယ် တော်လိုင်းတက်ဖွဲ့တွေရဲ့တုံ့ပြန်တက်ခတ်ခံမှာကိုကြောက်လို့လေတက်ကိုဆိုရှယ်မီဒီယာသုံးခွင့်ကတ်တက်လိုက်တယ်လို့သိရပါတယ်ပြီးခဲ့တဲ့ရက်ကဒီပင်းရင်တက်ခတ်မှုပြုလုပ်ခဲ့တဲ့လေတက်ရာရှိဇော်မင်းထင်ကျော်ပါဝင်လေတက်ရာရှိတွေရဲ့ကိုရေးချက်လက်တွေကိုမျှဝေမှုတွေလှုပ်လာပြီးတဲ့နောက်လေတက်တက်ဖွဲ့ဝင်တွေကို Facebook TikTok ပါဝင်လူမှုကွန်ရက်မှာကိုရေးချက်လက်တွေဓာတ်ပုံတွေပေါ်ပြဖို့ကန့်တက်လိုက်တယ်လို့လေတက်တိုင်းဝန်ကနေသိရပါတယ် လေတက်ကမိသားစုတွေနဲ့ဆွေမျိုးတွေကိုယ်တိုင်လဲကြောက်လန့်တကြားနဲ့ Facebook လော့ချတာတွေ TikTok ဖြတ်တာတွေရှိနေတယ်လို့သိရပါတယ်ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ AA ရဲ့ထိုးစစ်က AR တိုင်းအင်ကပူထိရောက်လာပြီဆိုတဲ့သတင်းကိုတင်ဆက်သွားမှာပါရခိုင်တပ်တော် AA နဲ့တော်လိုင်းတပ်ဖွဲ့တွေရဲ့ထိုးစစ်ဟာအင်ကပူမြို့နယ်ကွင်းကောက်မြို့အနီးထိရောက်ရှိလာပြီလို့ AAC ကနေသိရပါဗျာ ရခိုင်ပြည်နယ်တောင်ပိုင်းကွာမျိုးဘက်ကနေပြီး AR တိုင်းတွင်းဝင်ရောက်လာတဲ့တာပေါင်းမတိုင်းချောင်းရေကြီးလေးမျက်နှာတို့ကိုစစ်မျက်နှာဖွင့်ထားရမှာအင်ကူမျိုးကိုလည်းရောက်ရှိလာတာဖြစ်ပါတယ်။ဒါအပြင်ရခိုင်ရိုးမနဲ့ထိစပ်နေတဲ့ပဲခူးအနောက်ချမ်းမကွေးတိုင်းနဲ့ AR တိုင်းတို့ကိုလည်း AA ကဒေါ်လာရေးပူပေါင်းတက်ဖွဲ့တွေနဲ့တူစေရေးလှုပ်ရှားလည်းရှိပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ရန်ကုန်မြို့လေကောင်မှာဒီဘဲရင်အတွက်ဆန္ဒပြခဲ့တဲ့သတင်းတစ်ပုဒ်ကိုတင်ဆက်သွားပါမယ်။ ရန်ကုန်မြို့လယ်ကောင်တနေရာမှာဒီဘဲရင်ဖြစ်ရတဲ့ပတ်သက်ပြီးလူထုနဲ့ကပောက်အတဝန်းသိစေဖို့အတွက်သွေးစွန်းလွယ်အိတ်နဲ့ဝတ်စားတွေချပြပြီးတုတ်ပြလှုပ်ရှားခဲ့တဲ့လှုပ်ရှားမှုတစ်ခုကိုမနေ့ကမေလ15ရက်နေ့ကပြုလုပ်ခဲ့ပါတယ်ဒီပဲအမျိုးနဲ့အိုထိန်ရင်ကြွေရွာစာတင်ကြောင်းကိုစစ်တပ်ကလေကြောင်းတိုက်ခတ်ခဲ့တဲ့ဖြစ်ရပ်နဲ့ပတ်သက်ပြီးကဘာတော်ဝန်တိစီစေဖို့အတွက်ရန်ကုန် Revolution Force ကတရုတ်ပြလှုပ်ရှားခဲ့တာပါ ဖက်ဆဲလ်စုဟာဆက်စုံရင်ရှားပွဲရာအကောင်းဆုံးလောရက်တွေနဲ့ပြည်သူလူထုကိုဥတီပြီးရန်မှုခဲ့တာကိုဒီဘက်ရင်ဖြစ်စင်မှာမျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရတယ်လို့လဲ YRF ကနေပြီးတော့ထုတ်ပြန်ခဲ့ပါတယ်